အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါ Premier League မှာတော့အဆင့်18နဲ့အဆုံးသတ်ပေမဲ့ Europa League မှာ Champion ဖြစ်တဲ့ Tottenham Hotspur အသင်းကလူရသည်ပြောင်းလဲမှုတွေကိုစတင်လှုပ်ဆောင်ပြီးဖြစ်တယ်အခုလလုံးဆယ်မှာ Tottenham Hotspur ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Daniel Levy ကတိကျတိကျတဲ့ဆုံးဖြတ်ချက်တော့မချရသေးဘူးနီးကြနီးပြအန့်ပိုဆိုကိုကိုယာတို့မှာဆက်ထားမလား ထုတ်ပယ်မလားအပြောင်းလဲလုပ်မလားဒါအသိန်းကိုအပြောင်းလဲတော့လုပ်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတော့အန်ဂျီကအသိန်းမှာဆက်နေခြင်းနဲ့ဒါပေမဲ့အခုလောလောဆယ်မှာဂျာဗီဟနန်တက်တို့မာကိုဆေဗာတို့နောက်တိုမတ်စ်ဖရန်တို့အီဒါအီရာဝလာတို့လိုနီးပြတွေကထော့နောက်ဟော့စပါနီးပြရာတို့တွေ့ရေဘန်းစားလေးရှိနေတဲ့အချိန်မှာစပါက အဲ့ဒီပြကိစ္စကိုတော့တေချာစဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချဖို့လုပ်တယ်ဆိုတော့တစ်ဖက်မှာ Tottenham Hotspur အသင်းအနေနဲ့စာချုပ်နောက်ဆုံးနှစ်ကိုရောက်နေတဲ့အသင်းကောင်းဆောင် Yu Min-sun ရဲ့အနာဂတ်စပါပီတဲ့တော်တော်များများကဆုံးကိုဆက်နေခြင်းကြားတယ်ဆုံးကအသက်32နှစ်ရှိပြီး33နဲ့ရောက်ပြီးဒါ Spur အသင်းရဲ့ Legend Player တယောက်ဖြစ်တယ်ဒါ Europa League Player ကိုဥဆောင်ကံမြောက်ခွင့်ရတာပံပေမဲ့ကျွန်တော်တို့အမှန်တရားနဲ့ Reality ကိုပြောရင်ဆုံးကြသွားပြီး ။ဘာကြောင့်ကြာသွားလဲဆိုတော့ကျွန်တော်ပြောပြမယ်။ဘိုလ်ဘွဲကန်တဲ့ချိန်မှာ Richardson ကိုထုတ်ပြီးတဲ့ချိန် Manchester United ဘက်ခြမ်းကို fresh lap ဖြစ်တဲ့ Son Win ကန်တဲ့အချိန်မှာအရင်လို1 by 1လွတ်သွားတဲ့အလုံးတွေအရင်လို time the space တွေရခဲ့ရင်အဲ့လုံးတွေကဂိုးဖြစ်ပြောင်းနိုင်မဲ့အချိန်မှာ Man United ကတပွဲလုံးပင်ပင်ပန်းပန်းကစားမထားတဲ့ကစားမတွေအားလုံးကဆုံးကိုအတားလေး recover လုပ်တယ်။နံပါတ်1သူ့ face ကတော်တော်လေးထိုးကြသွားတယ်။နံပါတ်2အချက်အရင်လို shot မဖြစ်တော့ဘူး။ ကိုယ်တွေ့မသေးကြတော့ဘူးဆုံးဖြတ်ချက်တွေမှားလာတယ်ဒါလည်းအတိုက်အဝဲကြောင့်လည်းပါတယ်ဒါပေမဲ့ Tottenham ကကိုရီးယား market ကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့အတွက် Yumin Song ကိုထွက်ခွာမှာ ထုတ်မှာမဟုတ်ဘူးဆိုတော့စာချုပ်ကသူကတကယ်တော့25မှာကုန်မယ်ကလပ်ကအပူတစ်နှစ်ထပ်တိုးခွင့်ရတဲ့သဘောတူညီမှုနဲ့သူ့ကိုတတ်တန်းတိုးထားတယ်ဆိုတော့2026ထိဆုံးကအ ਨੇ ဆုံးဆက်ရှိမယ်တေချာမောက်ထွက်မဲ့ထော်နိုင်ရဲ့ကစားသမားတွေမှာအခုလက်ရှိအနေထားရာနောက်ခံလူစာချုပ် ready long ထွက်မယ်စာချုပ်တတ်တန်းကုန်ဆုံးသွားတဲ့ band david ထွက်မယ်နောက် live set ကအငားခေါ်ထားတဲ့ team movana ထွက်မယ်အဲ့၃ယောက်ကတေချာတဲ့အခြားအခြားကစားသမားတွေတော်တော်များများစပါကထွက်ပေါ်ရှိတဲ့ချိန်မှာရောင်းမဲ့ကစားသမားတွေမှာ e pursu မှာပါမယ် နောက်တစ်ချိန်တည်းမှာပဲအခြားကစားမတော်တော်များများသူတို့ရှိတယ်။နောက်မက်တီတေကိုသူတို့အပီးသက်ဝင်မဝဲသူတို့ကတန်း60နဲ့ပေးဝင်ရမှာဒါမဲ့ Spurs ကသူ့ကို100တိနောက်ထပ်အငါထက်ခေါ်ခြင်းနဲ့အဲ့ဒါကသူတို့အစစ်အစက်လောက်ထားတယ်။ဒီနေရာမှာတက်တန်းတက်တန်းကုန်တော့မဲ့ Rodrigo Bantengo တို့ ဒီ D and Kolasinski တို့ဒီစားမတွေကိုသူတို့တက်တန်းတိုးဖို့လုပ်ရမယ်ဒါတွေက Spurs လောက်ဆောင်မဲ့အပိုင်းနေရှိတယ် Richarlison ရဲ့အနာဂတ်က50-50ရှိတယ်သူရဲ့ Club ဟောင်း Everton ကပြန်ခေါ်ချင်တယ်ဆိုတဲ့သတင်းတွေတက်နေတယ်ဒီနေရာမှာအခုလောလောဆယ် Tottenham က Manchester City ရဲ့တောင်ပန်ကစားမ Jack Grealish ကိုတော်တော်လေးသဘောကျတယ် City ကဟိုတနေ့တုန်းကရာသီပိတ်နောက်ဆုံးပွဲမှာလိုင်းရထဲမထည့်လို့ Jack Grealish က under pressure ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တကယ်လို့များ ဒီရာဒီမှာပါကစားခွင့်မရရင်သောမက်ထရူကယ်ကသူ့ကို2026ခပဖလာကိုရွေးမှာမဟုတ်ဘူးသူကစားခွင့်ရဖို့အင်္ဂလန်ပါဖို့ကဒီရာဒီကသူ့အတွက်အရေးပါတယ်တကယ်တော့ Jack Grealish က2021ခုနှစ် Manchester City ကို Villa ကတန်းတရာနဲ့ပြောင်းလာပြီးတဲ့ကရာဒီဝတ်တစ်ခုပဲသူကောင်းတာပထမရာဒီတရာဒီလုံး flop ဖြစ်တယ် ဒုတိယယာတီဝက်ရဲ့ပထမယာဒုတိယယာတီရဲ့ပထမယာတီဝက် floor ဖြစ်တယ်အဲ့ကဘာဖလားတော့ပြန်ကန်ပြီးပြန်လာတဲ့ဒုတိယယာတီဝက်ဖလားသုံးလုံးရဲ့ဒုတိယယာတီဝက်မှာသူအကောင်းဆုံးကစားခဲ့တယ်အဲ့ဒါပဲပြီးကျန်တာဇက်တိုက် floor ပဲဒါပေမဲ့အင်္ဂလိပ်ကစားမဖြစ်တဲ့ဆိုတဲ့အချက်ရဲ့ပေးသက်အချစ်တော်မီဒီယာတွေအကြိုက်ဖြစ်တဲ့ကစားမအကြောင်းသူ floor ဖြစ်တာကိုဘယ်သူမှထုတ်မပြောဘူးအဲ့ဒါကပြဿနာ Jack Greenish ကသူ့ကိုသူသူဟာ Aston Villa မှာရှိခဲ့စဉ်ဖလားသုံးလုံးရခဲ့တဲ့အကောင်းဆုံးပုံစံ Greenish တို့သူထင်နေတော့ဆိုတော့သူ့ရဲ့ improvement ကလုံးဝမတိုးလာဘူး Guardiola ကလုံးဝမကြိုက်တော့ဘူးနောက်ဆုံးရက်မှာသူ့ကိုခြံထားတယ်အခု Greenish ထွက်ပေါ်မယ်ဒါပေမဲ့ City ကအငားမချဘူးအပြီးသက်ရောက်မှာ Jack Greenish ကိုသူတို့တန်းတရာပေးရတော့တန်း40နဲ့50ချရရင်ရောက်ထုံမယ် အဲ့ဒီမှာ Spurs ကအသေးတန်လိုက်နေတယ်။ Spurs နောက်ထပ်လိုချင်တဲ့တယောက်က Antoine Semenyo ။ Semenyo ကတော့ဘုံမောက်ရဲ့တောင်ပန်ကစားမဖြစ်တဲ့ဒီနေရာမှာဒီတောင်ပန်ကစားမအတွက်တန်း50 60လောက် United ကလည်းစိတ်ဝင်စားတယ်။ဒီနေရာမှာ Tottenham Hotspur တကယ်သဘောကျတာက Liverpool နဲ့ Man United ကြိုက်နေတဲ့ Ryan Giggs ဒီချက်တိတ်ကိုတောက်လျှောက်လိုက်နေတယ်။အဲ့ချက်တိတ်ရဲ့ပြောင်းရွှေ့ခြေကတန်း30အောက်ပဲရှိတယ်။ စာချုပ်ကနောက်ဆုံးနေ့ဖြစ်ပြီးသူထွက်တော်မှာဖြစ်တဲ့ Tottenham Hotspur က Ryan Giggs ကိုအသေးအံလိုက်တဲ့ inquiry တောင်လုပ်ထားပြီးပြီ။ Okay မင်းငါတို့အသင်းကိုလောက်ရင်ဒီလိုလိုကစားရမယ်။ဒါပေမဲ့တခုပဲ Ryan Giggs စဉ်းစားပါဗောလေ။အဲ့ဒီနံပါတ်10ရိုးမှာ James Madison ရှိတယ်။ Dean Kolosowski ကစားတယ်။ Lucas Bergwijn ကစားတယ်။သူတော့၃ယောက်တောင်သူနဲ့အပြိုင်လူရမယ်။ဒါကြလို့သူ့ကိုအစွန်ထုတ်မယ်ဆိုဘချက်မှာ Brandon Johnson ရှိတယ်။ Kolosowski ကစားတယ်။ So competition ကအများကြီးတယ်။ Liverpool ကိုတွားရင် တဆယ်ရိုးက clear လीဖြစ်မယ် Man United ကိုတော့တဆယ်ရိုးက clear လीဖြစ်မယ်ဒါပေမဲ့ Tottenham ရဲ့ Europa League အောင်ပွဲနဲ့ Champions League ဝင်ခွင့်ကဆွဲဆောင်စရာဖြစ်နေတဲ့အချက်ရဲ့ဒါ Ryan Chikri ရဲ့ဆုံးဖြတ်ချက် So Spurs က Jack Grealish ကို Ryan Chikri ရဲ့ပြီးတော့မှဘိုးနောက်ခံလူတယောက်အသေးအံလိုက်နေတယ်နောက် Christian Romero ကိုတတ်တန်းတိုးဖို့လုပ်နေတဲ့တတ်တန်းတိုးလို့မရရင်တော့ရောင်းကောင်းရောင်းနိုင်ပြီးတော့ Tottenham ဟာနီးပြအန်ကိုစဉ်းစားနေသေးစီပြီးအပြောင်းလဲဒီစတင်လှုပ်ဆောင်နေပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်